္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ရုရှားရောက်မြောင်းလိုင်းကနျူကလ িয়ার ဓာတ်ပေါင်းပုံတည်ဆောင်လို့ရတဲ့ဖြင့်အာကာသစူဇန်လေးလိုင်းအတွက်ကြိုးလို့လွတ်တွန်လို့ပြန်မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းပုံတည်ဆောင်လို့ရတဲ့ဖြင့်အာကာသစူဇန်လေးလိုင်းအတွက်ကြိုးလို့လွတ်တင်လို့ရတဲ့အတွက်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရင်မြောင်းလိုင်းကဆွေးနွေးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်နေတယ် စတီမာ94ရက်ကနေ29ရက်နေ့တွင်ရုရှားကိုထွန်းအောင်လျော်မြောင်းလိုက်ကမြန်မာနိုင်ငံမှာနျူကလ িয়ার ခြေကံဂျပန်ဘုံခြေကံလျက်စက်တာပေးစံတေဆောင်းနိုင်အကူအညီပေးရန်ရုရှားကိုကုညီတောင်းခံတဲ့ပြင်အာဂါဒနီပညာစုစမ်းလေးလာတဲ့အတွက်ဂျိုရုလွတ်တိုင်ကိစ္စရပ်တွေကိုပါရုရှားနဲ့ဆွေးနွေးကြောင်းသိရတယ်။မြန်မာလိုက်က Russia Federation နိုင်ငံ State Space Corporation Roscosmos ညွှန်ကြားရေးမှူးချုပ်နဲ့စတင်ဘာလ26ရက်နေ့တွေ့ဆုံစဉ်အာဂါဒစုစမ်းလေးလာရင်အသုံးပြုမှုနယ်ပယ်မှာပူးပေါင်းဆောင်ရွက်ဆိုင်ရာကိစ္စရပ်တွေဂျိုရုလွတ်တိုင်ဆိုင်ရာကိစ္စရပ်တွေ အာကာသနည်းပညာနဲ့သက်ဆိုင်တဲ့ပညာတော်သင်သင်တန်းသားတွေဆေးလွှဲရေးဆိုင်ကိစ္စတွေနဲ့ဆွေးနွေးကြောင်းသိရတယ်။ရှင်တော့အာဂါဒဆူဇန်လေးလိုင်းနဲ့အသုံးပြုမှုနဲ့ပဲမှာပူပေါင်းဆောင်ရွက်ဆိုင်တဲ့ဘောတူညီချက်တွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံ Straight Space Corporation Roscosmos မြန်မာအာဂါဒအေဂျင်စီအမှုဆောင်ချုပ်ဒရိုက်တာဆိုမြန်မာတို့ကမေအောင်လိုင်းရှင်မောင်မှလက်မှတ်ရေးထိုးခဲ့ကြောင်းသိရတယ်။ မင်းအောင်လိုက်ပြောဆိုနေတဲ့နျူကလ ியர் တပ်ပေါင်းပေါ်တိစောက်ရဲနဲ့ကျတို့လွတ်တိုင်းမှာအမေရိကန်ဒေါ်လာယာကနန်းကနေဘီလီယံထိကုန်ကျနိုင်ပြီးလစဉ်ထိမ့်သိမ်းကနေလက်ပတ်ကားတွေမှာလည်းအမေရိကန်ဒေါ်လာအတန်း10ကနန်းကြီးရှိချောင်းနိုင်ငံကကတွက်ချက်ထားကကုန်ကျစရိတ်စင်စရာရတရားတိုင်းမင်းအောင်လိုက်ကမြန်မာနိုင်ငံမှာရုရှားရဲ့ကုညင်နဲ့မကာဝက်130အသေးစားနျူကလ ியர் တပ်ပေါင်းပေါ်တိစောက်လို့ပြီးတော့ရင်းနျူကလ ியர் တပ်ပေါင်းပေါ်ကိုမကာဝက်330ထိတိုးချက်တိစောက်ရန်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားခဲ့တယ် မဂါဝတ်130နျူကလ িয়ার ဒေသတပ်ပေါင်းမှုတစ်ခုတိစောက်ရင်မှာနေဆုံးအမေရိကန်ဒေါ်လာတန်ရာချီမှာ1ဘီလီယံကျော်ကုန်ကြပြီးလောက်စင်ထိမ့်သိမ့်လဲဘက်ကဒေါ်လာ2တန်းအထက်မှာရှိနေကြနိုင်ငံတကာကတွက်ချက်ထားကကိန်းကဏ္ဍချက်လက်တွေရသေးရတယ်ရှင်းပြင်အကာတာတဲကိုဂျိုဒူးလွတ်တွေရေးမှာလဲအမေရိကန်ဒေါ်လာတန်း10ခန်းကနေတန်ရာချီတိကုန်ကြကြောင်းသိရတယ် ဆလဘေကမ်ဘလုံနဲ့စာလင်တီရှိရက်စကတ်ပါဝဲစက်တက်တဆွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ဖို့စက်တက်ဘက်ကတိုက်ခိုက်ဖို့ရှိစကိုင်းနိုင်ကမ်ဘလုံမြို့နယ်မှာအကြပ်ဖက်စက်တက်တဆွဲထားတဲ့နေရာတွေကိုဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြောင်း F1 ဖွဲ့တော်ရှိသူကပြောတယ်စတင်မာ25အနေမှာကမ်ဘလုံမြို့နယ်ရှေ့ပေါ်မြစ်ကျင်းနာလမ်းပိုင်းရှိငပြောတိုင်းရွာမှာတိုက်ကြတဆွဲထားတဲ့အကြပ်ဖက်စက်တက်ကို F1 ဖွဲ့ကဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့တယ်ရဲတပ်ကိုက်ဖို့တွေဂျပန်စစ်တပ်ကတိုက်ခိုက်တိုက်စုံဖို့ရဲ့အတွက်ကိုတိပြွနိုင်ခြင်းမရှိသေးပဲတော်လိုက်တပ်ဖွဲ့တွေတိုက်ခိုက်မှုရှိပြတဲ့ဆုတ်ခွာနိုင်ခဲ့တယ် ရဲတိုက်ခိုက်မှုတွေဒေါ်လာတက်ဖွဲ့တွေဘက်ကငွေကျပ်သိန်း90တန်ဖိုးရှိဒရုန်းတစ်စီဆုံးရှုံးပြီးတွန်းလန်ပြည်သူတွေပူပေါင်းပောင်းရင်လူဒဏ်ပေးကြရင် F1 ဘွဲကမြေတားရက်ခံနေအလားတူသခိုင်းနိုင်ဆိုင်လင်းချင်းမြို့မှာရဲစခန်းနဲ့စစ်တပ်ထိုင်ကြတက်ဆွဲထားနေရတဲ့ကိုလည်းဒရုန်းနဲ့ပေါ်ကျတိုက်ခိုက်ခဲ့ကြအောင်စားလင်းချင်းမြို့နယ်လက်ရောက်တဲ့ဘက်ကဖတာဝင်ရှိသူကပြောတယ် စနေမလာ20ရက်နေ့မှာစာလင်းချင်းမြို့မှာရဲစခန်းနဲ့ဂျပန်စစ်တပ်အထိုက်ကြတပ်ဆွဲထားနေရာကိုတော်လိုင်းရဲဘော်တွေကဒရုန်းနဲ့ပေါ်ချတိုက်ခိုက်ခဲ့ပါတယ်။တိုက်ခိုက်မှုတွေဂျပန်စစ်တပ်ဘက်ကတိုက်ခိုက်မှုရှိတော့လဲရဲတပ်ကအတိပြုနိုင်ခြင်းမရှိသေးသောတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လိုင်းရဲဘော်တွေတိုက်ခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်။ဆရာပြဝိုင်းမော့တိုက်ပွဲခမာတော့38တိုင်မှုတိတ်ဆုံးကချင်ပြည်နယ်ဝိုင်းမော့မြို့နယ်လက်မြတ်ဒေသတိုက်ပွဲမှာစစ်ကောင်စီဘက်ကတိုင်မှုအစဉ်ရရှိတိတ်ဆုံးခဲ့လို့ကချင်တရဲမြစ်တွေကပြောတယ် ကစင်လလဲ့အတမ်တော် KI တင်ထားတဲ့ကပိုက်တီဒေတာကိုပြရဖို့စစ်ကောင်စီကဝိုင်းမော်လက်မြတ်ဘက်ကထိုးစစ်ဆင်နေအောင်ဖြစ်ပေမဲ့ရှင်မတွန်းနိုင်မဲ့လက်မြတ်ဒေတာမှာတိုက်ပွဲတွေကာလရှည်ဖြစ်ပွားနေရ။မြဝိုင်းနယ်စစ်ဌာနချုပ်လဲ့အခက်တနိုင်မြို့မှာခြေဆိုင်တဲ့အမှတ်တော်38ကျင်းမြတ်တဲ့ရင်ခမသာ38ဝိုင်းမော်မြို့နယ်ကိုရောက်နေတဲ့ဒီကနေ့ညနေပိုင်းမှာလက်မြတ်ရွာကရှေ့တန်းစကန်ကိုတန်ရင်မှုစစ်ဆေးစင်မှာပြစ်ကတ်ခံရတာဖြစ်တယ်လို့ဝိုင်းမော်ဒေတာကန်တဲ့မြေကပြောတယ်။ဒါအပြင်ဗမာမြို့မှာအနာသိစစ်တပ်ကတပ်မတော်စစ်စစ်လာလို့တိုက်ပွဲတွေဖြစ်ပွားနေကြကချင်စစ်တရင်မြေကပြောပါရယ် ပြည်ခဲ့ရပိုင်းနေကြတဲ့ခါစစ်ကောင်စီတပ်ကဒုစစ်ဆယ်လာလို့တိုက်ပွဲဖြစ်ပွားနေရလို့သတင်းမြက်ကပြောပြီးစတင်မာ၂၅ညနေပိုင်းတိုက်ပွဲမှာစစ်တပ်ထိနာခဲ့လို့ဆိုတယ်။ကျောင်းမင်းမြို့နယ်မှာတိုက်ပွဲဖြစ်တဲ့နေပြည်တော်တိကိုင်းမှုရှိသူတရားနာလေးပြောရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမင်းမြို့ကိုဒေါ်စစ်စင်နဲ့စစ်ကောင်စစ်တပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်တိကိုင်းမှုရရှဲလို့တရားနာလေးရဲ့ပြောရေးဆိုခွင့်ရှိသူလူရဲကပြောတယ်။စစ်ကောင်စစ်တပ်ကကျောင်းမင်းမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထုတ်နေပြီးလက်တလုံးမှာကျောင်းမင်းမြို့နယ်ကနာခံတဲ့စကန်တာကြီးအရင်မှာတိုက်ပွဲပြင်းထန်နေရလို့ဆိုပါတယ်။ ကြောင်မင်းမြွနဲ့ရှင်းမိုင်ကန်ကွာကစကန်တာကြာနေမှာတိုက်ပွဲပြင်းထန်မိစက်ကောင်စီတက်ကဝိုင်တွဲလီနဲ့ဇက်တိုက်ပေါ်ကျနေရကြောင်မြို့ပေါ်ကဒေတာကန်နေဘေးလွေအမြန်ရှောင်ကြဖို့လဲလူမွေးပေါ်တွေကတိုက်တော်ကြတယ်။ဆက်လက်ပြီးရွာငယ်ဆစ်ရှောင်စကန်ပေါ်တောက်ပြောကြပြီးကလင်းငယ်ပါဝင်စဲဦးတဲဆုံးရှမ်းပြည်နယ်တောင်ပိုင်းရွာငယ်မြို့နယ်မှာဆစ်ရှောင်စကန်တကူပေါ်တောက်ပြောကြလို့ကလင်းငယ်ပါဝင်ဆစ်ရှောင်ပြည်သူစဲဦးတဲဆုံးကဲလို့နေဓနုပြေကကွယ်အမျိုးသားကကွယ်တက်ကဒီကနေ့မှတော့ပြန်နေ။ အရေးဖြစ်စရာစတွေမှာ၂၄ရက်ကပြပွားခဲ့ပြီးအသက်၁နှစ်ကိုရဲတမင်ကလေးတောက9နှစ်နဲ့10နှစ်ရောက်သားလေးငယ်လေးတွေပါဝင်တက်လက်ပိုင်းနဲ့65နှစ်ရွယ်သေးပါဝင်ဆက်ဆောင်ဆဲဦးတည်ဆောင်ခဲ့တာပါတရက်စံတရက်တော့ပြကြရသေးဆုံးတွေမှာ9နှစ်10နှစ်22နှစ်55နှစ်နဲ့60နှစ်အမျိုးသားတွေနဲ့အသက်၁နှစ်ကိုရဲ24နှစ်36နှစ်48နှစ်နဲ့65နှစ်ရွယ်အမျိုးသမီးတွေဖြစ်တယ်လို့ဆိုတယ်ဆေးရှောင်နေသူတို့ပေါ်တောင်မြောက်ကြလာဖြစ်ပြီးတေဆုံသွားသူတွေကမိသားစုဝင်တွေဖြစ်တယ်လို့တရားစံတီကတာဝန်ရှိသူကပြောတယ်။ ဆလဘီမြောက်လိုက်တဲ့ပူတင်တပ်မတွေဆိုအာနာသိန်းစစ်ကားဆောင်မြောက်လိုက်ကိုရုရှားသမ္မတဗလာဒီမာပူတင်ကလက်ခံတွေ့ဆုံမှုကိုရုရှားသမ္မတအင်ဒိုဖြစ်တဲ့ခရမလင်နန်တော်ရဲ့တရားဝင် website ကပေါ်ပြခဲ့တဲ့မနေ့ကပူတင်နဲ့မြောက်လိုက်တို့ကခရမလင်နန်တော်မှာတွေ့ဆုံပြီးတန်တမန်ရေးကာကွယ်ဆိုင်နဲ့ယင်းနှမြုံနယ်မှုဆိုင်ပူပေါင်းဆောင်မှုတွေကိုဆွေးနွေးခဲ့ကြောင်းရုရှားဘက်ကထုတ်ပြန်ပါတယ်ဝေါ်အော်တိုမက်တစ်ဝိက2035 forest ဆက်ဆက်အစီအစဉ်ဖြစ်သူတို့နဲ့အုပ်တွေ့ဆောင်ခဲ့ကြလို့ရုရှားကဆိုပါတယ် ဆက်လက်ပြီးတီတာရုံွယ်ပြုစောတွေကမြို့သမီးချောက်ကိုအုပ်စုဖက်အဓမ္မပြုခြင်းမန္လေးတိုင်းတောင်သာမြို့နယ်ရုံးစီကြီးကျားမှာတက်ဆွဲထားတဲ့တီတာရုံွယ်ပြုစောတွေကတက်မပြည့်သေးသူနဲ့တကြီးရွယ်တွေအပါအဝင်အမျိုးသမီးချောက်ကိုအုပ်စုဖက်အဓမ္မပြုခြင်းခဲ့လို့ဒေသခံတွေကပြောပါတယ်ရုံးစင်ကြီးရာကိုစတင်မာလာဆယ်ကတိရာရွမွေပြူစောတိဆက်ကြောင်ဝေရောက်လာပြီးနောက်စတင်မာလာ၁၁ကဆာလွဲရမှာပြူကျဲခံလို့ဒေတာကတောက်ကပြောတယ် အဲဒီစစ်ကြောင်းကပဲကြေးရတဲ့ကဒေသခံမျိုးသားနှုတ်ကိုလည်းတက်ပြတ်သွားတယ်လို့သိရတယ်။တက်ပြတ်ခဲ့ရသူတွေရဲ့အသေးစိတ်ချက်လက်တွေကိုမသိရသေးပဲ။တင်မာဆက်ခွန်ဆက်ရှိရတယ်မှာတက်ပြတ်ခဲ့ရဖြစ်နိုင်ပြီးနေမြင့်ရှင်းချိန်မှာလောင်းနေတွေ့ရလို့ဒေသခံတောင်းကပြောပါတယ်။ဆက်လက်ပြောကရင်ပြည်နယ်ကမြို့နယ်တောင်ကိုပါသွားလာကြိတ်ကတဲ့စစ်ကောင်စီရဲ့တရေပိတ်တလန်နဲ့ကိုစိုးလုံးလိုက်တဲ့သူကိုဖမ်းဆီးဖို့ကရင်ပြည်နယ်ထဲကမြို့နယ်တောင်ကိုမှသွားလာကြိတ်ကတဲ့ပြည်စစ်စေးမွေလုံးမယ်လို့မြို့နယ်အုပ်ချုပ်ရေးကော်မတီကဒီနေ့ကနေမှထုတ်ပြန်နေတယ်။ ကင်းနီပြည်နယ်မှာဆဲပြင်းထန်လာမှုနဲ့စစ်ကောင်စီကလုံးဝရွေးကောက်ပွဲအောင်နိုင်ဆက်လင်းပြီးမသက်မသူစစ်ကောင်ရှင်တက်တလက်ကိုစိုးလူနိုင်တွေကပြည်သူလူထုတပ်ဝင်စီစိတ်လုံးကြောင်းနဲ့ရက်ရွာအိတ်ချတိုင်းတိုက်ခိုက်အောင်လှောက်ဆောင်လာလို့ဆိုတယ်။ဒါကြောင့်နမ်မကုံလိုင်းနမ်ဖန်လိုင်းနမ်ဖာနဲ့ဒီပေါင်းခုမြွနယ်တွေလောကြောင်းဆိုင်ပုံမြွနယ်အောက်ကျွဲပူပေါင်းကော်မတီဝင်တွေကစီဝေပြုလုပ်ခဲ့လို့အသိပေးတယ်။ဆဲရက်သွားလာလို့ရှာတဲ့ပုံအနေနဲ့ရေးပေါ်ကျမ်းမာရေးနိုင်လိုအပ်ချက်ရသွားလာမယ်သူတွေကလွယ်လို့ဘုသူကမစို့ညာကိုနိုင်ကနဲ့မနက်၄နိုင်တင်သွားလာမလို့ဖို့ကန့်သက်ထားတယ်။ ဆက်လက်ပြီးကစားထချက်ကိုစတဲ့ပြတဲ့နေ့ပြတော့လော်ကျော်ရဲ့စစ်စင်တွေကိုတောင်းယူတဲ့အမတ်ကြောင့်စစ်စင်တို့တပွဲကိုအနာသိစတဲ့ကပြတဲ့လိုက်တယ်လို့သိရပါတယ်။စတင်မလပထမဘက်ကပြတဲ့လိုက်တာဖြစ်ပြီးလက်ရှိမှာကစားထ1 2 3 4တို့ကိုရွေးကောက်ပဲမတိုင်ခင်စီရဲရှိန်မြေပေါ်ညွှန်ကြားချက်တွေရှင်းတယ်လို့စုံစမ်းသိရတယ်။အပြတ်သိငင်ကမှကြောင့်စစ်စင်အထုပ်ဖွဲ့မှုမှာဒုတိယပေါ်ကြောင့်ကျင်းနေလျောင်ဖြစ်ပြီးသူ့ကိုအမှတ်တစ်စစ်စင်အထုပ်ဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်တဲ့ စီဒီအန်တက်မတော်ရှိအရာရှိတအုပ်ဖြစ်တဲ့ကိုနာယုကတော့ကစားတာချက်ကပိုတက်တက်ထားလာဆိုတော့လက်ရှိချိန်နေရာကစားတာတွေပြန်နေပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်မယ်လို့မှတ်ချက်ပြုတယ်ကစားတာကြောက်တောင်းနေကြတော့ကစားတာငါကတောင်းရမယ်လို့တရားဟဲ့ဒါကြောင့်နေပြီးတော့လုံးကျေးကိုကစားတာငါမှုဖြစ်လာတဲ့ဒုဖို့ကြောင့်ကျေးကိုကတောင်းဝင်ရမှာပါဒုဖို့ကြောင့်ကျေးကိုကကစားတာတင်မှုတောင်းဝင်ယူခဲ့သူဖြစ်တယ်။ကစားတာတောင်းမှုကယင်အတိုင်းဒုဖို့ကြောင့်ဒေသကြောင့်ဖြစ်ပြီးကစားတာလေးမှုနေရာမှာလည်းအပြောင်းလဲမဖြစ်ပဲဒုဖို့ကြောင့်ရင်းညွှန်းဝင်စွေပဲဆက်လက်တောင်းဝင်ယူထားလို့တရားရတယ်။ စစ်တပ်ကာကွယ်ရေးမှစစ်စင်ရေးတပ်ဖွဲ့မှုတွေဟာတိုင်းစစ်ဌာနချုပ်ရဲ့အထက်မှာရှိပြီးကာကွယ်ဥစည်းချုပ်ဒုတိယကာကွယ်ဥစည်းချုပ်နဲ့ညှိနှိုင်းကွပ်ကဲမှုတွေတောင်းနောက်မှာရေးပါသူတွေဖြစ်ပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုမင်ကျေးဇူးတင်ရှိပါတယ်ရှင်။